မင်းလူကပြည်သူလူထုကိုရန်သူလိုခလာအာဒီဘုံနေနဲ့ကြဲရွာတွေကိုမီးရှို့နေတဲ့အခြေခံအောက်မှာဒါကျွန်တော်တို့လူတွေကဘာတွေကိုယုံကြည်ရမှာအဲဆရာတန်ကဲမင်္ဂလာပါခင်ဗျဟုတ်ပထမဦးဆုံးအနေနဲ့ကတော့ဟိုကျွန်တော်တို့ကိုဖက်ဒရယ်ဖန်ကိုတွေ့ဆုံမင်းများငွေပေးတဲ့အတွက်ကျေးဇူးရိုက်တင်ပါတယ်ဆရာ ီမနေရပေါ့နော်ကျွန်တော်တို့နေပြီးတော့မှဒီအာနာသိန်းစစ်တပ်ကနေမှဒီတနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲသဘောတူစာချုပ်ဒီ MCA စာချုပ်ချုပ်ဆိုတာ10နှစ်ပြည့်ခန်းနာဆိုပြီးခန်းနာတစ်ခုလုပ်တယ်ပေါ့နော်ကျွန်တော်အဲ့ဒီမှာဒီအာနာသိန်းစစ်ကောင်းဆောင်ကလည်းဒီသူရဲ့နိုင်ဝတ်မကတော့မိန်ငုံးကိုဟိုအချိန်မှအစ်အပူတောင်းပြီးတော့ပြောသွားတယ်ပေါ့နော်အဲ့ဒီတည်းမှာ ဒီအာနာသိန်းစစ်ကောင်ဆောင်ပြောရတဲ့စကားတစ်ခွန်းနဲ့မှာဒီတိုင်းရင်းသားတွေအနေနဲ့ဟိုမဖြစ်နိုင်တာတွေကိုရှောက်ပြောပြီးတော့ဟိုရှောက်မပြောနဲ့ပေါ့နော်ဖြစ်နိုင်တာတွေပဲပြောပြီးတော့လှုပ်ပါဆိုတာမျိုးအဲ့လိုမျိုးပြောသွားတဲ့စကားတစ်ခွန်းကလူတွေကြားထဲမှာတော်တော်လေးနာမည်ကြီးသွားပေါ့နော်ဒီတော့ကျွန်တော်ပထမဦးဆုံးမေးချင်တာကဒီစကားပေါ်မှာဆရာဦးတန်ကဘယ်လိုမြင်လဲခင်ဗျာဘယ်လိုတုံ့ပြန်ကြလဲပထမဆုံးပြောချင်တာကကျွန်တော်တို့တိုင်းပြည်ရဲ့အရေးက ဟာဒီဒီနိုင်ငံအရေးလို့ဆိုမယ်ဆိုရင်ကျွန်တော်နိုင်ငံအရေးကိုစစ်တပ်ကနေပြီးတော့ပဲပေါ့ဗျာအာအလုံးစုံအာဆိုမိုးချဲလဲမယ်စစ်တပ်က ပေးမှဟာကျွန်တော်တို့တိုင်းပြည်ရဲ့ခုနပြောတိဆောက်ရေးတွေနိုင်ငံရေးတွေစီးပွားရေးတွေလူမှုရေးတွေကဟာကျွန်တော်တို့ဟိုဟိုဟိုအာသူပေးသလောက်ပဲရမယ်ဆိုတဲ့အာအဓိကပြောချင်တဲ့ဆိုလိုရင်းပဲဗျအထူးသဖြင့်ကတော့ကျွန်တော်တို့မြင်တာကကျွန်တော်နိုင်ငံရဲ့ အဲဒီတိဆောင်ရေးဟာစစ်တပ်ကနိုင်ငံရေးရဲ့အောက်ပါပဲရှိရမှာဗျ။အဲစစ်တပ်ကခုနပြောသလိုနိုင်ငံရေးရဲ့အထက်ကနေပြီးတဲ့အခါကြတော့မှလိုသလိုချဲလဲမယ်ဆိုတော့ဟာကိုဆက်ပြီးတော့မှဆွဲကင်မယ်ဆိုတဲ့သဘောပဲအဲ့တော့အနာဂတ်မှာငါတို့စစ်တပ်ကအာဥဆောင်မယ်အဲတိုင်းပြည်ကိုကျွန်တော်တို့ခုနပြောသလိုစစ်တပ်အလိုကြပဲဆက်သွားမယ်ပေါ့ဗျာဒီဟာကအရှင်းလင်းဆုံးပဲလို့ထင်တယ် အဲ့တော့ကျွန်တော်တို့တိုင်းပြည်ကိစ္စကိုစဉ်းစားတဲ့အခါမှာစစ်တပ်အစိပ်ပိုင်းတစ်ခုပဲဗျာကျွန်တော်တို့တိုင်းသားအလုံးတွေကျွန်တော်တို့ခုနကပြောတဲ့ပြည်သူတွေလိုလားနေတဲ့ Federal Democracy ဆိုတဲ့နိုင်ငံရေးစနစ်တွေနောက်ပြီးတော့စီးပွားရေးဆိုင်ရာဒါတွေနောက်တစ်ခုတော့အာဏာခွဲဝေရေးတွေကိုယ်ကံကြမ္မာကိုဖန်တီးရေးဆိုတာကနိုင်ငံရေးရဲ့ရဲ့အခြေခံပဲအဲ့တော့စစ်တပ်ဆိုတာကအဲ့ဒီ နိုင်ငံကြီးရဲ့အခြေခံအောက်မှာမှအစိပ်ပိုင်းတစ်ခုပဲခုတော့အဲ့ဒါကဗျောင်းမြန်ကြီးဖြစ်ပြီးတော့စစ်တပ်ကအာနိုင်ငံကြီးရဲ့ရောစီးပွားရေးရောအာဏာခွဲဝေရေးရောအခုပြောနေတဲ့ဒန်းလူရေးရောကိုပိုင်းပြတ်တန်းခွင့်ရောဒါတွေကအာသူဆုပ်ဖြတ်မယ်ဆိုတဲ့သဘောကိုဆက်ပြီးတော့ပဲအဲ့ဒါမာမာတင်းတင်းပြောလိုက်တာပါပဲဗျာ အဲ့ကျွန်တော်ပြောချင်တာရိုးရှင်းရှင်းလေးပဲအဲကျွန်တော်တို့နိုင်ငံရဲ့ဒီအခြေခံအကြောင်းတရားကိုကတိုင်းပြည်တည်ဆောက်ရေးအတွက်လိုအပ်နေတဲ့နိုင်ငံရေးစနစ်တစ်ခုကိုရှာဖွေနေကြတာဖြစ်တယ်အဲ့နိုင်ငံရေးစနစ်တစ်ကရှာဖွေတဲ့နေရာမှာစစ်တပ်ကဝင်ပြီးတော့မှခုနပြောသလိုဥဆောင်တဲ့ခန်းကားကနေအင်းလူယူတာပဲအာဏာသိမ်းတာပဲဒါကြောင့်မို့ ဟိုခုလုံနေတဲ့လောက်ရတရားရက်ပြဖို့လိုတယ်အဲမှန်မှန်ကန်ကန်ကျွန်တော်တို့တိုင်းပြည်အတွက်ပြည်သူအတွက်စေနာရှိတဲ့ဆိုရင်အဲစစ်တပ်ဟာစစ်တပ်အလုပ်ပဲလုပ်ရမှာဖြစ်တယ်အဲဒီနေ့ကျွန်တော်တို့ဒီတွားနေတဲ့အဲကျွန်တော်တို့ပြည်သူလူထုလိုအပ်နေတဲ့အခြေခံကစစ်မှန်တဲ့ကျွန်တော်တို့ခုနပြောတဲ့ဒီဒီဒီအပြုပြင်ကြောင်းလဲမှုကိုလိုလိုအပ်နေတာနော်နောက်တစ်ခုကတော့နိုင်ငံရေးမှာစစ်တပ်ကဥဆောင်မယ်ဆိုတဲ့အခမ်းအနားကိုလက်မခံတာ နောက်တစ်ခုကတော့အဲ့လိုနိုင်ငံကြီးကစစ်တပ်ကဥဆောင်ပြီးတော့လုံမဲ့အခင်းချင်းကိုလည်းလက်မခံဘူးဒါကြောင့်မို့ကျွန်တော်တို့အားလုံးချာနေတဲ့အဖြေကကျွန်တော်တို့တိုင်းပြည်အတွက်လိုအပ်တဲ့စနစ်တဲ့ကျွန်တော်တို့တိုင်းပြည်အတွက်လိုအပ်တဲ့ပြည်သူလူထုကရွေးချယ်တင်မြှောက်တဲ့အစိုးရကျွန်တော်တို့လိုလားတဲ့ကျွန်တော်တို့ဒီတိုင်းပြည်ကိုတည်ဆောက်မယ်ဆိုတဲ့ Federal Democracy ကိုတည်ဆောက်မယ်ဆိုတဲ့နိုင်ငံရေးသဘောတူညီချက်ဒါတွေကကျွန်တော်တို့ဒီစနစ်တဲ့တစ်ခုအတွက်အားလုံးကစဉ်းစားပြီးတော့မှစနစ်တဲ့ ဒီတခုအတွက်ထောထုံနေကြတဲ့အခြေအနေမှာအဲနောက်ကျောင်းပြန်ပြီးတော့စစ်တပ်ကအခုလိုမျိုးလုပ်တာကအာကျွန်တော်တို့ကျွန်တော်တို့အတွက်ကတော့အဆင်မပြေဘူးအားလုံးအတွက်လည်းအဆင်ပြေမှာမဟုတ်ဘူးလို့ပဲကျွန်တော်ပြောချင်ပါတယ် ဒီမနေ့ကအခမ်းအနားမှာပဲဒီကရင်မျိုးသားစီယုံ KNU ရဲ့အရင်ဥက္ကဋ္ဌဟောင်းဥက္ကဋ္ဌကြီးပေါ့နော်ဗိုလ်ချုပ်ကြီးဒီစောမတူစေဖို့ပြောရတဲ့ဇာကားကိုလည်းတတိထားလိုက်မိတယ်ဟိုနှစ်ဦးနှစ်ဖက်အပြန်အလှန်ယုံကြည်မှုဆိုတဲ့ကိစ္စကိုသူပြောရတာပေါ့နော်ယုံကြည်မှုတွေဆက်ပြီးတော့တိဆောက်ဟိုယုံကြည်မှုတိဆောက်ဖို့အတွက်ကိုလှုပ်ကြပါဆိုတာမျိုးပြောရတယ်ဒါပေမဲ့ဒီ ဲ့တော့ဒီလိုခြေနေမျိုးမှာလက်ရှိဖြစ်နေတဲ့အခင်းကျင်းအနေထားမှာဒီယုံကြည်မှုကိုတိဆောက်ဖို့ဆိုတာကဒီဘ ෝජ ုံကြီးစောမှုဒူးစေးဖို့တို့မျှော်လင့်ထားသလိုအခြေအနေမျိုးဟာဖြစ်နိုင်ပါမလားဒီဥတ္တံငယ်ဘယ်လိုသုံးသပ်မိလဲခင်ဗျာဟာဒီနေ့အခြေအနေကအဲဒီစစ်တပ်အပေါ်မှာအပြည်သူလူထုရဲ့ယုံကြည်မှုကပျောက်ဆုံးဆုံးချိန်လို့ပြောရမှာပေါ့ဗျာ နော်နောက်တစ်ခုကတော့ဘာတွေကိုယုံကြည်ရမှာလဲတူနဲ့တူကြမှာယုံကြည်နိုင်တဲ့အခင်းချင်းကလည်းလုံးဝမရှိဘူးဟလာနိုင်ငံရေးကောင်းဆောင်တွေကိုချုပ်ထားတယ်နောက်တစ်ခုကမတရားတဲ့ဒီအမိန်နေနဲ့ဟလာကျွန်တော်လူငယ်တွေကိုစစ်ထဲကိုထည့်တယ်နောက်တစ်ခုကတော့နေလူကပြည်သူလူထုကိုရန်သူလိုဟလာအာဒီဘုံနေနဲ့ကျဲရွာတွေကိုမီးရှို့နေတဲ့အခြေခံအောက်မှာအာဒါကျွန်တော်တို့လူတွေကဘာတွေကိုယုံကြည်ရမှာ ။ဟာနောက်တစ်ခုကတော့ဒီလူလူခေါင်းဆောင်တွေမပါနိုင်ငံရေးပါတီတွေမရှိတဲ့နောက်တစ်ခုတော့စစ်မှန်တဲ့ဒီတိုင်းသားကိုယ်စားလှယ်တွေမပါတဲ့ဆွေးနွေးပွဲတွေကအာကျွန်တော်တိုင်းပြည်တွေဘာဖြေထွက်မှာ။ဒါကြောင့်ဒီနေ့သူဒီဒီပြောတဲ့ယုံကြည်မှုဆိုတာအရေးကြီးတာမှန်တယ်။ဒါပေမဲ့ယုံကြည်နိုင်တဲ့အခင်းအကျင်းကမရှိဘူး။ရဲ့အယုတ်တီနိုင်နဲ့အပြောင်းလဲကိုဟိုဟိုဖြစ်နိုင်နဲ့ဟာပြောဆိုမှုမျိုးอ่ะမရှိဘူးအဲဒီနေ့လုံနေတဲ့အလုတ်ကလည်း အဲပြောရရင်တော့အဓိကနှစ်ခုပဲသူကပြောနေတာဟုတ်တစ်ခုကတော့အခုပြောနေတဲ့အတင်းအကျပ်ရေကောက်ပွဲလုပ်မယ်ဟလာဒုတစ်ခုကတော့ဟန်ပြအခုလိုမျိုးဒီငင်းငယ်ရေးစကားပြောမယ်ဒီနှစ်ခုကိုပဲပြောနေပြီးတော့မှခု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 ပြောနေတဲ့လက်တွေ့အခြေအနေရလူလူဘဝကအာစစ်ကောင်းဆောင်တွေကကြိုက်သလိုချေလဲပြီးတော့မှအာလှုပ်ချင်တာလှုပ်နေတာကိုဘာတွေကိုကျွန်တော်တို့ကယုံကြည်ရမှာလဲ ။ဒါကြောင့်မို့ယုံကြည်မှုခင်းခြင်းဆိုတာဒီနေ့ချိန်လေးမှာဘလို့မှတိဆောက်လို့ရနိုင်တဲ့အချိန်လေးမဟုတ်ဘူး။အရင်ဆုံးခုပြောတဲ့ပြောနေတဲ့အချက်တွေကိုပဲလိုက်လျောကြည့်ပါအောင်။ကျွန်တော်တို့နိုင်ငံရေးခေါင်းဆောင်တွေကိုလှုပ်ပေးကြည့်ပါ။နောက်တစ်ခုကတော့ခုပြောနေသလိုပဲဘုံကျဲတာတွေကိုအရင်ချက်ကြည့်သမ်းပါအောင်။နော်ဒါတွေကကျွန်တော်တို့ပထမဆုံးလုံးဝမဲ့ခြေလန်းတွေပဲလေဒါတွေမရှိပဲနဲ့ခုလိုမျိုးအတင်းအာဓမနဲ့လုံနေနေဆိုရင်နော်ဒီယုံကြည်မှုကတော့ဘလို့မှမဖြစ်နိုင် ပြီးတော့မနေ့ကခန်းသားမှာပဲပေါ့နော်ကျွန်တော်တို့တရုတ်ရဲ့အထူးကိုယ်စားလှယ် Mr. Tang Shi Jing ဒီ Tang Shi Jing ပြောရတဲ့ဇာတ်ထဲမှာမြန်မာဟိုဟိုပို့ပြီးတော့ဟိုထိုင်းရတိုင်းရခတ်တဲ့အခြေအနေမျိုးတွေရောက်သွားမှာကိုမလူလားဘူးဆိုတော့သူစင်မော်တက်ပြီးပြောသွားတာပေါ့နော်ပြီးတော့လည်းဟိုတရုတ်ကတော့ဟိုမြန်မာကြီးကိုဟိုဝင်ရောက်ဆွတ်ဖက် ဒါမျိုးမရှိဘူးဆိုတာမျိုးပြောသွားတယ်ဒါဟိုအဲ့လိုဟိုနည်းနည်းပျောင်ပျောင်တင်းတင်းတော့နည်းနည်းတော့နိုင်တာပေါ့နော်ဟိုနားထောင်ရတာတော့ဒါတော့အဲ့ဒီတိတ်ရှိကျွင်းပြောသွားတဲ့စကားကစကားပေါ်မှာဘလို့အတိတ်ပဲပြန်မိလဲခင်ဗျာဒီစကားရဲ့လာရလာရကဘယ်လိုသွားတယ်လို့သုံးသပ်မိလဲဒီနံပါတ်1ပေါ့ဗျာအဲကျွန်တော်တို့ဒီဒီဒီခုအဲကတော့အဲကျွန်တော်တို့တိုင်းပြည်အခြေအနေကဘယုံသုံးကဖြစ်သွားနိုင်နည်းဒီလေအခြေအနေတွေပိုဆိုး ီတော့ကမောက်ကမမဖြစ်စေခြင်းဘူးဆိုတာကဒီတိုင်းဆက်သွားရင် ဖြစ်မယ်ဆိုတာကိုသူကပြောတာပဲဗျကျွန်တော်ကျွန်တော်အဲ့လိုနားလေတယ်အဲဒီတိုင်းဆက်သွားရင်ဖြစ်မယ်အဲအဲ့တော့ဒီတိုင်းဆက်မသွားနိုင်အောင်အားလုံးကအာစဉ်းစားကြပါဗျာအဲဒါကသူပေးစီနေ message လို့ထင်တယ်နောက်တစ်ခါဒီဝယုံသုံးကားနဲ့ဒီတဲ့ပို့ဆိုးလာတဲ့အထိမ့်မနိုင်အထိမ့်မနိုင်အခြေအနေဖြစ်တယ်ဆိုရင်အဲမြန်မာနိုင်ငံတစ်ခုတည်းနေမကဘူးဒေတာတွင်းမှာအကုန်ထိမှာ ါကိုသူတို့ကောင်းကောင်းမြင်တယ်လို့ကျွန်တော်ထင်တယ်။ဒါကြောင့်မို့ဒီ message ကိုပေးတယ်။အဲ့တော့ကျွန်တော်တို့နိုင်ငံမှာခုတွားနေတဲ့အခြေခံတွေကအာတည်ငြိမ်မှုဥဒေအဲဆိုးွားနိုင်တဲ့အခြေခံတွေအခြေအနေတွေကိုရောက်သွားနိုင်တယ်ဆိုတာနိုင်ငံကြီးဟာနောက်တစ်ခုကတော့အင်းနီနာချင်းအဲအဲ့လိုဟိုဟိုဟိုတတ်တမန်တယောက်အနေနဲ့ကတော့အဲ ဟိုမမြင်နိုင်စရာ အကြောင်းမရှိဘူးဒါကြောင့်မို့ဒီအခြေအနေကိုအဲဒီဒီရှင်းရှင်းလင်းလင်းနဲ့ပေးတယ်လို့ကျွန်တော်ထင်တယ်အဲဒုတိယတစ်ခုကတော့ဟုတ်ပါတယ်ကျွန်တော်တို့ဟိုဒီအဲနိုင်ငံရေး policy တွေမှာချာဒီပြည်တွင်းပေါ့နော်ချားနိုင်ငံရဲ့အတွင်းရေးကူပေါ့နော်အာဝင်ရောက်ဟလာအာမဆွတ်ဖက်ဘူးဆိုတာကတော့ဒါကအာချထားတယ်ပေါ့နော်မူဝါဒဒါပိုင်းဖြစ်တယ် အဲတချို့လက်တွေ့အပိုင်းဒီမှာကြတော့ပြန်လဲဆန်းဆန်းတင့်တယ်လို့လည်းကျွန်တော်တို့ကယူဆတယ်တစ်ဖက်သားမဖြစ်သင့်ဘူးအဲဒီနေ့ဒီဒီဝင်ရောက်မစွတ်ဖက်ဘူးဆိုပေမဲ့ဆက်ဆံရေးတွေဟာမျှတဖို့လိုတယ်လို့ထင်တယ်စစ်ကောင်စီဘက်ကလေးတာနေလို့တော့မဖြစ်ဘူးအဲကျွန်တော်ပြည်သူလူထုကဟာလာကျွန်တော်တို့ကဟာအဲသဘောထားကိုလည်းအဲထည့်သွင်းစဉ်းစားရလိမ့်မယ်လို့ထင်တယ် ကြာခုနပြောသွားပါတော့မြ мян မြတ်တက်ဆက်ဆံမှုလူတယ်ဆိုတဲ့ကိစ္စကိုပြောသွားတယ်ဒါပေမဲ့မနေ့ကပဲတိတ်ရွှေချင်းပြောသွားတဲ့အထဲမှာ तू ဟာစစ်ကောင်းဆောင်ကဒီဇင်ဘာမှာပြုတ်လုံးမဲ့ရွေးကောက်ပွဲကို तू ကုညီပံပိုးမယ်ဆိုတာကို तू စင်ပေါ်မှာတက်ပြီးတရားဝင်ထုတ်ပြောသွားတာပေါ့နော်အဲ့တော့ဒီဟာကခုနပြောသလို तू မျော်လင့်တဲ့အခင်းချင်းကိုတွားမဲ့လမ်းကြောင်းပေါ်မှာရောက်စီမဲ့အလုံမျိုးလားဒီကိစ္စကအခု तू လိုချင်နေပေါ့နော်ဒီဒီရက်လက်ပေါ့ဒီရွေးကောက်ပွဲပေါ်ကရက်လက်က ညှော်မှန်းစရာအကြောင်းရှိဘူးအားလုံးနိုင်ငံတကာမှာလည်းဒီရွေးကောက်ပွဲနောက်ဆက်တွဲဖြစ်လာမယ့်အခြေခံအကြောင်းတရားကအပြောင်းလဲတဲ့ပြဿနာတွေကိုပို့ပြီးတော့ပဲကြီးထွားစေလိမ့်မယ်လို့မြင်တယ်ဒါကြောင့်မို့ဒီတဖက်ကလည်းပေါ့ဗျာအဲဒီဝယုံသုံးကဖြစ်မှာကိုမလိုလားဘူးလို့ပြောပြီးတော့ခါကြတော့မှရွက်ောက်ပွဲကိုထောက်ခံတယ်ဆိုတဲ့စကားကလည်းအဲဝိဝါဒ ဖြစ်တယ်လို့ကျွန်တော်တို့မြင်တယ်။ဒါကြောင့်မို့တစ်ဖက်သက်ကျွန်တော်တို့ခုနပြောသလိုစစ်ကောင်စီလောက်ရတဲ့အပေါ်မှာအာအာထောက်ခံတယ်ပံ့ပိုးတယ်အဲဆိုတဲ့တစ်ဖက်သက်ဆက်ဆံရေးမျိုးတစ်ဖက်သက်ပြောဆိုမှုမျိုးကလည်းကျွန်တော်တို့အားလုံးအတွက်ကတော့အာမျော်လင့်စရာအကြောင်းရှိဘူးလို့ထင်တယ်။ဒါကြောင့်မို့သူမျော်မှန်းသလိုပေါ့ဗျာအာတည်ငြိမ်ရေးတွေသူမျော်မှန်းသလိုရုံးတော့မှဖြစ်ရေးတွေဆိုတာကဒီရွက်ောက်ပွဲပြီး နောက်ပိုင်းမှာပဲဖြစ်ဖြစ်ခုချိန်နေမှာပဲဖြစ်ဖြစ်ဒီတိုင်းဆက်သွားမယ်ဆိုရင်တော့ပုံစိုးလာကြပဲရှိတယ်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော် MCA စာချုပ်နဲ့ပတ်သက်ပြီးတော့အနှဲငယ်မေးခွန်းပြုပါခင်ဗျာ MCA စာချုပ်ကအခုဆိုလို့ရှိရင်10နှစ်ပြည့်ပြီပေါ့နော်ဒီစာချုပ်ကိုရေးဆွဲတဲ့နေရာတွေအကောင့်ထဲပေါ်ဖော်တဲ့နေရာတွေမှာလဲဒါဒါဥတ္တငယ်တို့အများအိုက်ပါဝင်ခဲ့တဲ့ကိစ္စမျိုးတွေရှိတယ်အဲ့တော့ ဒီစာချုပ်ကိုအကောင့်ထဲပေါ်တဲ့အပိုင်းကိုဆောင်ရွက်နေတော့မှာစစ်တပ်ကနိုင်ငံတော်အာဏာကိုအဲ့လိုအဓမ္မသိမ်းလိုက်ရင်ဆိုတဲ့စဉ်းစားချက်မျိုးရှိလားသူတစ်ဖြစ်ကတော့အခန်းကဏ္ဍအဓိကနိုင်ငံရေးပိုင်းနဲ့နောက်တစ်ခုကတော့စောင့်ကြည့်အပြစ်ခတ်ဟလာစောင့်ကြည့်လေးလိုက်အပိုင်းဆိုပြီးတော့အဲနှစ်ပိုင်းရှိခဲ့တာပေါ့နော်နိုင်ငံရေးပိုင်းကဏ္ဍမှာကဏ္ဍ၅ခုရှိတယ်ဗျာကဏ္ဍ၅ခုကဟလာရှေ့နိုင်ငံရေးရှိတယ်အဲလုံခြုံရေးကဏ္ဍရှိတယ် အဲစီပွားရေးကဏ္ဍရှိတယ်နေရာနဲ့တရားစာတာရှိတယ်လူမှုရေးကဏ္ဍရှိဒါတွေကအစုအဖွဲ့လိုက်တွေနဲ့ဆွေးနွေးပြီးတော့မှအတိုင်းပြည်အတွက်လိုအပ်တဲ့အလားအစီအမံတွေကိုဆွေးနွေးကြတာပေါ့အထူးပြင်းကတော့ဒီနိုင်ငံရေးကဏ္ဍမှာဆုံးဖြတ်ရမယ့်အတိုင်းပြည်အတွက်နိုင်ငံရေးဆိုင်ရာဆုံးဖြတ်ချက်တွေကမမဖြစ်ဘူးပေါ့ဥမာပြောရရင်ပေါ့ဗျာအဲဒန်းတူရင်နဲ့ကိုပိုင်းပြထိုင်ရင်ကိစ္စတို့ဟာမျိုးဒုတိယတစ်ခုကတော့အခုလုံလုံရေးကဏ္ဍလုံလုံရေးကဏ္ဍဆိုရင်လေကျွန်တော်တို့စဉ်းစားတာကတနိုင်ငံလုံးရဲ့လုံလုံရေး ဟိုဟိုစဉ်းစားအဲ့ဒါစစ်တပ်ကအစိတ်ပိုင်းတစ်ခုပဲအဲ့တော့လုံလုံရေးကဏ္ဍမှာဆိုရင်ဒါကာကိုရေးရန်ရားတွေသူ့ပင်ပြောင်းလဲရမှာရဲရန်ရားတွေသူ့ပင်ပြောင်းလဲရမှာထောက်လိုင်းရန်ရားတွေသူ့ပင်ပြောင်းလဲရမှာအလားတူပဲကျွန်တော်တို့အတိုင်းရားတွေဒီကျွန်တော်တို့ဒီကျွန်တော်တို့ဒီအဲအဲလက်နက်ကင်တပ်ဖွဲ့တွေရဲ့သူ့ပင်ပြောင်းလဲရေးတွေပါတယ်ဒါပေမဲ့စစ်တပ်ကတစ်ဖက်သားပြောနေတာလုံလုံရေးကဏ္ဍဟာသူတို့နဲ့မဆိုင်လုံလုံရေးကဏ္ဍဟာတိုင်းရင်းသားလက်နက်ကင်တွေပဲဆိုင် ဲ့တော့အဲ့ရတွေကဟိုဘလို့မှဆွေးနွေးလို့အမရခဲ့ဘယ်နောက်တစ်ခုကတော့ပြောကျင်တာကအစိုးရဘက်ကလည်းဒါအစာပိုင်းမှာတော့ဒါကျွန်တော်ဆွေးနွေးရတာကတချို့အဆင်မပြေမှုရှိဒါပေမဲ့နောက်ပိုင်းကျတော့အစိုးရနဲ့ကျွန်တော်တို့ဒီတိုင်းဒေသလဲနဲ့ကိုင်းအင်အားစုတွေတော်လိုင်းအင်အားစုတွေကဒီနိုင်ငံရေးအခြေခံတွေကပို့ပြီးတော့နီးလာနီးလာတော့အဲအဲတချို့ဟိုနားလည်မှုတွေနောက်တစ်ခုကတော့ ဆက်လုံရမယ်အစင်းလိုက်အလုပ်တွေကိုသဘောပေါက်လာပေါက်လာတဲ့ခါကျတော့ဟုတ်ပြီမကြခင်မှာရုပ်ောက်ပွဲကလုပ်မယ်ရုပ်ောက်ပွဲလုပ်ပြီးရင်ဆက်တက်လာမယ်အစိုးရအနေနဲ့ဒါအဲဆက်လက်ဆောင်ရွက်ရမယ်အစင်းတွေပေါ့ဗျာအဲအဲ့ဒါတွေကိုအာရေဘူးကသဘောတူခဲ့ကြတယ်ဆိုလိုချင်တာကဒီအစိုးရတက်တန်းမှာတော့မဖြစ်တော့ဘူးရုပ်ောက်ပွဲကလာမယ်အဲ့တော့ရုပ်ောက်ပွဲပြီးနောက်တက်လာမယ်အစိုးရမှာတော့ဒီနိုင်ငံရေးကဏ္ဍတွေဒီလုံခြုံရေးကဏ္ဍတွေဈေးဝယ်ကဏ္ဍတွေ အဲမြေအားနဲ့တရားစတာလူမျိုးကဏ္ဍတွေကိုဆက်လက်ဆွေးနွေးဖို့သဘောတူပါတယ်ဆက်လက်ဆွေးနွေးဖို့သဘောတူပါတယ်ဆိုပြီးတော့မှအဆင့်လိုက်ကျွန်တော်တို့ခုနကတို့သဘောတူခဲ့ဆိုလိုချင်တာကအစိုးရနဲ့ကျွန်တော်တို့ဒီတခြားအဲဒီနိုင်ငံရေးပါတီတွေတော်လိုင်းအင်အားစုတွေကတော့အဲသဘောကတော့တော်တော်နီးစပ်နေတဲ့အခြေအဲအဲ့လိုအခြေခံအောင်ပါခုအာနာသိမ့်နေဆိုတာလည်းအဲ့ဒီအချက်တွေပါလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဒီလိုမျိုးတိုင်းပြည်ကတွားနေတဲ့အခြေခံအောက်မှာ2008ဖွဲ့စည်းပုံလည်းရှိတယ် ဟလာအဲ့ဒီထဲမှာလဲတက်မတော်အခန်းကဏ္ဍကလဲပါနေပြီးသားအဲနောက်တစ်ခုကတော့ခုခုပြောသလိုပဲအဲအဲလုတ်ပိုင်ခွေနေကလဲတထောက်ရှိအောင်မှာအများကြီးရှိနေတဲ့ဂျားထဲမှာဒီအာနာသိမ့်မှုကတော့အဲဖြစ်ကောင်းမှဖြစ်လိမ့်မယ်ပေါ့ဗျာမဖြစ်ဘူးလို့လဲဘယ်သူမှတော့မပြောရဘူးအေးဒါပြင်မဲ့ဒီလောက်ကြီးတိုင်းပြည်ချင်းနေစိုးအောင်လို့တော့လုတ်လိမ့်မယ်မထင်ဘူးဆိုတဲ့ပေါ့ဗျာအကောင်းမြင်စေကအဲ့ဒီချိန်မှာအာတော်တော်များများရှိတယ် NCA ဆိုတာက လွတ်တော်ပြင်ပကနေပြီးတော့မှအင်အားစုအလုံးပါဝင်တဲ့တွေးဆုံဆွေးနွေးရေးကိုရှားပွေတာဖြစ်တယ်အဲတော့အဓိကအချက်၃ချက်ပဲရှိတယ်တနိုင်ငံလုံးမှာအပြစ်ခတ်တွေရက်ဆဲမယ်ရက်ဆဲပြီးရင်ကျွန်တော်တို့အင်အားစုအလုံးနဲ့ကျွန်တော်တို့ခုနပြောတဲ့နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်မယ်နိုင်ငံရေးဆွေးနွေးပွဲရက်လက်နဲ့အညီတိုင်းပြည်ကိုခုနပြောတဲ့အဲဒီဖွဲ့စည်းပုံအစ်စ်တွေကိုဆွဲမယ်တိုင်းပြည်အစ်စ်ကိုတိဆောက်မယ်ရတဲ့နိုင်ငံကြီးဒီဒီရက်လက်တွေကိုဒီဖွဲ့စည်းပုံအစ်စ် ဖြစ်ဖို့ဒီခုနကပြင်ဆင်ဖို့အတွက်အဲတစ်ဖက်ကလည်းလွတ်လပ်တာဝန်ယူမယ်လို့ပြောပြန်တယ်အဲအဲ့လိုအခြေခံဒီဂျားထဲမှာနိုင်ငံရေးပါတီရဲ့အနေနဲ့ကလည်း2000ကျပွဲစီပုံပြင်ဆင်ရေးဆိုပြီးကြွေးကြော်ပြီးဝင်သွားပြီးမဲ့လက်တွေ့အခြေအနေကဒီအောက်မှာဘလို့မှတင်လို့မရတော့ဘူးဆိုတာသဘောပေါက်လာဒါဒီ NCA ဘောကရက်လာတဲ့ဒီနိုင်ငံရေးဆွေးနွေးပွဲကိုထိန်းပြီးတော့မှပဲပြင်ကြမယ်ဆိုတဲ့ပေါ့နော်အဲဒီရှင်လဲလျှောက်တာပြားလဲဆွဲတာဆိုတဲ့အဲ့ဒီအခြေအနေတုန်းကအဲအဲ့လိုစဉ်းစားခဲ့ကြတာ စဉ်းစားတော့အဲ့ဒီလိုအဲစူးစမ်းနေတဲ့အချိန်တွေမှာခုဖြစ်တဲ့ခုပြောတဲ့အာနာသိန်းနာဟာဒါကြောင့်မို့ခုနစစ်တပ်ကိုယ်တိုင်ကဒီဒီတဘောတူညီချက်တွေကိုချိုးဖောက်တယ်စစ်တပ်ကိုယ်တိုင်ကအဒီဒီပြဌာန်းချက်တွေနဲ့မကိုက်ညီတဲ့ဟာတွေကိုကျွန်တော်ခုနပြောသလိုလုတ်သွားခဲ့ပြီဆိုတော့ဒါတခိုင်းရတာပါပဲဒီ NCA စာချုပ်ကို तू ကအတုံးချပြီးတော့ तू ရှေ့လျှောက် तू ဘာတွေဆက်လုပ် သွားအောင်မယ်လို့ကြိုပြီးတော့တုံးသက်ထားမျိုးရှိလားဒီမေကွန်းကဒီလိုပါဘာလို့လဲဆိုတော့2030ဦးသိန်းစိန်အစိုးရကငိမ့်ညာရေးဆွေးနွေးပွဲတွေစပြီးခေါ်တော့ငါကျွန်တော်တို့ငိမ့်ညာရေးပွဲစားတွေအများကြီးထွက်လာတယ်ဒီလာမဲ့အခင်းကျင်းမှာရောစစ်ကောင်းဆောင်က DNC စာချုပ်ကိုအတုံးချပြီးတော့သူဘာတွေလုပ်လာနိုင်တယ်လို့ဆရာတို့ကြိုတုံးသက်ထားတာရှိလဲဗျခုခင်ဗျားမေးတဲ့မေးခွန်းထဲမှာပါတယ်ဗျအဖြေပါတယ်ဟုတ်လားအဲအခုဒါရွက်ောက်ပွဲလုပ်မယ်ခုဟန်ဗျခုနကပြောတဲ့ အဲတွေးဆုံဆွေးနွေးဒီငင်းငိုင်းကြီးခေါင်းစဉ်ပေါ့ဗျာသူ့မှာအဓိကအားဖြင့်ကဒီနှစ်ခုပဲရှိတယ်အဲဒီနှစ်ခုပဲရှိအဲအဲအဲ့တော့အဲရုပ်ောက်ပွဲကလည်းအဲသူလိုချင်တဲ့အချိန်တွေရအောင်သွားမှာပဲဒါဒါရိုးရှင်းရှင်းလေးပဲဟိုဟိုဟိုမလုတ်ခင်ကသိနေပြီပေါ့ဗျာကျွန်တော်တို့ကအဲ့လိုဖြစ်တယ်အဲအဲ့ဒါပြီးရင်လာမာကလည်းခုပြောနေတဲ့ NCA ကိုအခြေခံပြီးတော့ပဲအဲဒီဒီအာနင်းညာရေးဆွေးနွေးပွဲဆိုတဲ့ခေါင်းစဉ်ကိုပြန်ပုံးပါ အဲ့နှစ်ခုနဲ့ပဲသူ့ရဲ့ခုနပြောတဲ့အဲနိုင်ငံရေးတရားဝင်မှုဆိုတာကို2008အောက်ထဲကိုအားလုံးစွန့်ပြန်ဆွဲသွင်းဖို့ကြိုးစားလိုက်ကြိုးစားနေတဲ့အလုပ်ပါပဲဒါသူ့အလုပ်သူလုပ်တာဒါကြောင့်မို့တရားနေရောမျှော်မှန်းကြရတော့မရှိအေးဒါပေမဲ့တခုရှိတယ်အဲခုနပြောသလိုပဲဒီကောင်းစဉ်ငင်းကြရင်ကောင်းစဉ်အောက်မှာအာနောက်တစ်ဖန်ပေါ့ဗျာအာဒီတိုင်းသားလက်နက်ကင်ဒေါ်လာရေးအဖွဲ့အစည်းကြီးဟဲ့လားအဲခုဒီနေ့ဖြစ်နေတဲ့ငွေဦးဒေါ်လာရေးအင်အားစုတွေဂျားထဲမှာ ဟလာဒီတွေးဆုံဆွေးနွေးပွဲခေါင်းစဉ်နဲ့အဲအဲလာပြီးတော့မှဟလာအဲအဲစကားတွေခလာခုနပြောပြောသလိုအဲလာပြောတာမျိုးတွေလည်းရှိလာနိုင်တာပါပဲဒါကရိုးရိုးရှင်းရှင်းပဲဒီအကွက်ကတော့ဒါလာအောင်ပါပါအဲဒါတော့မို့အရေးကြီးတာကဘလို့ပဲသွားနေနေအဲရုပ်ကွက်လုတ်သည်ဖြစ်စေခုညီညာရေးဆွေးနွေးပွဲခေါ်သည်ဖြစ်စေ ဒါတွေအားလုံးကကျွန်တော်တို့လိုချင်တဲ့အဖြေလည်းမဟုတ်ဘူးကျွန်တော်တို့တိုင်းပြည်အတွက်ပြဿနာကိုလည်းမရှင်းနိုင်ဘူးဆိုတာရှင်းသွားပြီဒါကြောင့်မို့ကျွန်တော်တို့အားလုံးကစဉ်းစားဖို့လိုတာကကျွန်တော်တို့အားလုံးညီညီညွတ်ညွတ်နဲ့စစ်ကောင်စီကလှုပ်တာလှုပ်တာပဲဒါပေမဲ့ကျွန်တော်တို့အားလုံးကြားထဲမှာညီညီညွတ်ညွတ်နဲ့ငါတို့တိုင်းပြည်ကိုငါတို့စနစ်တကူကိုအားလုံးဝိုင်းတည်ဆောက်မယ်အဲ့လိုစနစ်တကူကိုတည်ဆောက်တဲ့နေရာမှာလိုအပ်တဲ့နိုင်ငံရေးသဘောတူညီချက်တွေကို တိုင်းပြည်အတွက်ကျွန်တော်ကြားထဲမှာရှာမယ် လိုအပ်နေတဲ့ကျွန်တော်တို့စူးစိညီညွတ်တဲ့အဲခေါင်းဆောင်မှုတွေကိုကျွန်တော်ကြားထဲမှာတိစောက်မယ်ခုကွဲပြားပြီးတော့မှပြန်ကျဲနေတဲ့အင်အားစုတွေကြားထဲမှာညှိနှိုင်းနိုင်နိုင်နဲ့တကယ်ကိုဟာစနစ်တကျအလုပ်တွေကိုထိထိရောက်လုပ်နိုင်တဲ့အလုပ်တွေကိုအာရှာဖွေဖော်ထုတ်မယ်ဒါတွေကကျွန်တော်ပြင်ဆင်ထားလိမ့်မယ်လို့ကျွန်တော်မြင်တယ်မဟုတ်ရင်တော့ဒီလိုပဲအဲသူကတပွဲနဲ့တပွဲကြားထဲမှာခွဲမယ်နောက်တစ်ခုကတော့အဲဒီမဲ့လုံးနေပေးမယ်နောက်တစ်ခုကတော့အဲအဲ ဒီလိုခွဲပြီးတဲ့ခါကြတော့ပဲအဲကျွန်တော်တို့ဒီအဲနိုင်ငံရေးအဖြေရှာတာတဲ့အဲဒီတူလိုချင်တဲ့အခြေအနေရောက်ဖို့အဲအကျိုးစီးပွားတွေနဲ့ဟာအမှုဆွဲမယ်အဲဒါတွေကိုတော့ကျွန်တော်တို့အားလုံးတောင်းခံနိုင်ဖို့လိုမယ်လို့ကျွန်တော်ယူဆပါတယ်ဟိုအဲ့ဒီတော့ဆရာခုနပြောသလို PR တွေရှိတယ်ပြီးရင်နောက်ထပ်ဟိုရွေးကောက်ပွဲကနေလာမယ့် PR တရုတ်ကပေးတဲ့ PR ပြီးကြရင်တော်လန်ရေးခီးကိုတော်တော်လန်ရေးရဲ့ဒီတက်တန်းက၅နှစ် အချိန်ကနေမှအခင်းချင်းကနေပေးတဲ့ဖိအားတဲ့အဲ့ဒီဖိအားတွေကိုဆရာတို့ဘယ်လိုမျိုးတောက်ခံမလဲဒီအားတွေကိုဘယ်လိုကြော်မလဲဆိုတာရောကြိုပြီးစဉ်းစားထားတာရှိလားဆရာဟုတ်ကဲ့ဒါအားလုံးဒီနေ့ဒီလင်းနစ်ကြော်၅နှစ်အတွင်းမှာတော့အားလုံးဟာဒီအခင်းချင်းအပေါ်မှာအတွေ့အကြုံတွေလည်းရလာပြီပေါ့ဗျာနောက်တစ်ခုကတော့ဒီအားတွေကကျွန်တော်တို့အတူတူယုံကြားတော့မယ်ဟောတကွဲတပြားဖြစ်နေလို့မဖြစ်တော့ဘူးဆိုတော့အဲဒီအမြင်တွေကတော့တူလာတယ်အဲ့တော့ကျွန်တော်တို့ဒီလူဦးတော်လိုက်အစမှာစူးစိမှုတွေရှိခဲ့ကြတယ် ရှိတော့ကကြတော့ပထမဆုံးကတော့နိုင်ငံရေးဆိုင်ရာပေါ့ဗျာဒီဒီစုစည်းညီညွတ်မှုအနေနဲ့အဲကျွန်တော်တို့ဟိုစပြီးတော့စူးစမ်းကြည့်ခဲ့ဘူးလေအဲ့ဒါကဘာလဲဆိုတဲ့အခါကျတော့ဒီ NUCC လိုဟာမျိုးတွေစူးစမ်းကြည့်အဲစူးစမ်းကြည့်တော့ NUCC မှာလည်းကျွန်တော်တို့က Federal Charter လိုဟာမျိုးတွေအစိပ်ပိုင်း1တို့အစိပ်ပိုင်း2တို့စသဖြင့်ရအောင်ပေါ့ဗျာအာစူးစမ်းခဲ့ကြတယ်အဲ့တော့အစိပ်ပိုင်း1ဆိုရင်တော့တော်တော်ပြည့်စုံတယ်လို့ကျွန်တော်ကယူဆတယ်အဲ့တော့အစိပ်ပိုင်း1ကမူသဘောဆောင်တယ်အားလုံးလည်းလက်ခံနိုင်တဲ့အခြေအနေရှိတယ် အဲနောက်တစ်ခုကတော့2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုလက်မခံဘူးစစ်တပ်ကဟာလာနိုင်ငံရေးကနေဥဆောင်တာလက်မခံဘူးအဲနောက်အဲရတအောင်ချုံအောင်မှာဟာလာတက်မတော်ဆိုတာရှိရမယ်စနစ်တစ်ခုကိုသွားမယ်အဲဖွဲ့စည်းပုံအခြေခံဥပဒေတစ်ကိုအဲရေးကြမယ်ဒါနောက်တစ်ခုအဲစသဖြင့်အဲဒီလိုနိုင်ငံရေးဥတီချက်တွေကတော့တူနေတာမှန်တယ်ဒါအဲ့တော့အခြေခံမူတွေ ပေါ်မှာနားလည်မှုတွေတူတာကောင်းတဲ့အချက်လို့နိုင်ငံရေးအရာတိုးတက်မှုလို့ကျွန်တော်တို့ပြောရမှာဖြစ်တယ်အဲ့တော့မေပြံမဲ့ပြပြကျွန်တော်တို့ခုနပြောသလိုအဲတိုင်းသားအင်အားစုတွေလည်းဖြစ်ဖြစ်ဒီပေါ်မှာအာရေဘူကလက်ခံတယ်ညစ်ပယ်လို့မရှိဘူးဒါကနိုင်ငံရေးဆိုင်ဒါပေမဲ့လက်တွေ့စူးစီးပြီးအလုပ်လုပ်ကြတဲ့အခါမှာတော့ဥဆောင်မှုဆိုတဲ့ခန္ဓာကြတော့လက်တွေ့ဆံမှုလိုတယ်လို့ထင်အဲ့တော့နိုင်ငံရေးတွေစီရေးတွေမှာအာ လက်တွေ့ကြကြအလုံးလုံးပြီးတော့လက်တွေ့ကြကြစူးစီးနိုင်တဲ့အခင်းချင်းပေါ့ဗျာအဲ့တော့နိုင်ငံရေးဥဆောင်မှုလိုပါမျိုးတွေကခြုံပြီးစဉ်းစားနိုင်ဖို့လိုတယ်အဲ့တော့နိုင်ငံရေးဥဆောင်မှုဆိုတော့ခါကြတော့ဒီနေ့အချိန်တွေမှာလည်းနိုင်ငံရေးဥဆောင်မှုကိုရှာဖွေနေကြတာပေါ့နော်ငွေ UND အပါကျွန်တော်တို့အားလုံးပေါ့နော်ရှာဖွေနေကြအဲ့တော့အားလုံးနဲ့လွှမ်းခြုံနိုင်တဲ့နိုင်ငံရေးဥဆောင်မှုကိုလည်းအဲကျွန်တော်တို့ဒီဒီမကြခင်မှာအာကျွန်တော်တို့အဲအဲ အပေါ်လိမ့်မယ်လို့တော့မျှော်လင့်တယ်နော်ကျွန်တော်ဟိုအဲ့တော့အဲ့ဒါပေါ်ပေါ်ဖို့အတွက်လည်းအားလုံးကကျွန်တော်တို့ညှိနှိုင်းမှုတွေဆက်ဆက်မှုတွေဓာရီကရှိလာပြီလို့ကျွန်တော်အဲ့လိုပဲမြင်တယ်နော်အဲ့တော့ဟို IUG ပြုပြင်ပြောင်းလဲရေးတွေလည်းပြောနေကြတာရှိတယ်အဲဒါပေမဲ့ IUG ပြုပြင်ပြောင်းလဲရေးကလည်းသူ့တစ်ခုတည်းနဲ့တော့လုံတော့မှာမဟုတ်ဘူးဒါကျွန်တော်ဟိုကျွန်တော်တို့အမြင်ကဟာကျွန်တော်တို့ဒါတော်လိုင်းရေးတစ်ခုလုံးဖြစ်တယ် IUG ကတော်လိုင်းရေးတွေကအစိပ်ပိုင်းတစ်ခုပဲဖြစ်တယ်ဒါကျွန်တော်တို့ပြောရမှာအဲအရေးကြီးတဲ့အစိပ်ပိုင်းမှာရှိတယ် ဒါပေမဲ့တော်လိုင်းကြီးတစ်ခုလုံးအောင်မြင်လို့ဆိုရင် AUG ပြုပြင်ပြောင်းလဲရေးလဲအပါအဝင်ကျွန်တော်တို့အားလုံးတော်လိုင်းကြီးတစ်ခုလုံးအတွေ့ကျွန်တော်တို့ခုနပြောတဲ့အဲပြုပြင်ပြောင်းလဲရေးကိုအဲအားလုံးတွန်းချုံနိုင်တဲ့ဥဆောင်မှုတွေတွန်းချုံနိုင်တဲ့ကိုစားပြုမှုတွေတွန်းချုံနိုင်တဲ့အလုပ်တွေရှိတဲ့အခင်းချင်းကိုကျွန်တော်တို့ဒီနေ့အဲရှာဖွေဖော်ထုတ်ဖို့လိုတယ်လို့ကျွန်တော်ကတော့အဲ့လိုပဲမြင်ပါတယ်ဆရာရှိမှလည်းကျွန်တော်အင်တာဗျူးတွေအများကြီးလုပ်ခဲ့တယ်ဒီတော်လန်ရေးအင်အားစုတွေနဲ့အဲ့ဒီမှာအများဆုံးပြောကြတာက ဟိုလှုပ်ရမယ်လှုပ်ရမယ်ဒါကိုလှုပ်တင်တယ်လှုပ်ရမယ်ဟိုအားလုံးအဲ့လိုပေါင်းစည်းနိုင်ဖို့တို့အဖြေရှာရမယ်ဖြစ်ဥစ္စာစစ်မှာပဲပြီးနေတာပေါ့နော်အဖြေရှာတင်တယ်တင်တယ်တင်တယ်ဆိုတဲ့အစစ်မှာပဲဒါပေမဲ့ဟိုသူတို့ရဲ့တင်တယ်တင်တယ်ဆိုတာကနှစ်တည်ကြာလာတယ်ဒါပေမဲ့အဲ့တင်တယ်ဆိုတဲ့အခြေအနေကိုမကြော်လွားနိုင်ဘူးဖြစ်နေတယ်ဟုတ်တယ်ဘာကြောင့်လဲအဲအထူးသဖြင့်ကတော့ဒီအဖွဲ့အစည်းတွေအဲကြားထဲမှာပေါ့နော်အဲဒီနောက်ခံအခြေအနေတွေရှိနိုင်တယ် အဲနောက်တစ်ခုကတော့ဒီခုပြောနေတဲ့အဲဒီစူးစီးမှုမှာပေါ့ဗျာဒါကျွန်တော်ကျွန်တော်ကျွန်တော်အဓိကအဓိကနော်အကိုစားပြုနိုင်တဲ့နောက်တစ်ခုအဓိကအာခေါင်းဆောင်နိုင်တဲ့အဓိကအလုံးလုံးနေတဲ့အဖွဲ့စည်းကြီးတွေပါဖို့อ่ะအရေးကြီးဆုံးလို့ထင်ဒါမှဒီဒီနေရာတွေကခုနပြောတဲ့အဲယုံကြည်မှုအလုံးအတွက်လဲခိုင်မာနိုင်တယ် နောက်တစ်ခုကတော့လိုချင်တဲ့ခီးကိုလည်းကျွန်တော်တို့ခုနကပြောလိုအဲဥဆောင်နိုင်လိမ့်မယ်လို့ထင်တယ်အဲ့တော့ဖောင်းဘဝကြီးလည်းဖြစ်လို့တော့မဖြစ်ဘူးကျွန်တော်ကျွန်တော်ကျွန်တော်မြင်တာကအဓိကကိုစားပြုတဲ့ဒါလက်တွေ့လဲဒီညီပြင်းမှာလူလူကြားမှာအလုံးလုံးနေကြတဲ့အင်အားစုကြီးကြီးရဲ့အဲခုနကပြောတဲ့စူးစိမှုပေါင်းစိမှုကပို့ပြီးတော့ခရာကြရဲ့လို့ဒီလေးချိန်ထဲမှာကျွန်တော်ယူဆပါတယ်ဒီမကြဒီဇင်ဘာမှာပြုလုပ်မဲ့ဒီအာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲအလွန်မှာဖြစ်လာနိုင်တဲ့ ခင်းကျင်နိုင်ငံရေးအခြေအနေပြီးကြတော့ဒီကျွန်တော်တို့ရဲ့စစ်ဥစ္စာစစ်ရေးအခြေအနေတွေအဲ့ဒါတွေကိုရောဘယ်လိုသုံးသပ်ထားတာရှိလဲစစ်ကောင်စီကရွေးကောက်ပွဲလုပ်တာကအအဓိကနှစ်ခုလို့ကျွန်တော်မြင်တယ်တစ်ခုကတော့2020လူလူတင်မြောက်တဲ့ရွေးကောက်ပွဲရက်လက်ကိုပုံဖြတ်ခြင်းလို့ဖြစ်တယ်နံပါတ်1ကဒုတိယတစ်ခုကတော့သူ့မှာမရှိတဲ့တရားဝင်မှုကို ပုံစံတစ်ခုနဲ့ရဖို့ယူဖို့ဖြစ်တယ် အဲ့တော့ဒီတရားဝင်မှုကိုဟိုလူလူရဲ့တင်ထားတဲ့ရက်လက်ကိုပယ်ပြီးတော့မှသူ့အလိုကျစစ်တပ်ရဲ့လိုချင်တဲ့ရက်လက်ကိုအနှစ်ခုကိုပုံဖော်တာပုံဖော်တဲ့အခါကျတော့ဒီအောင်ရရတဲ့အခါမှာအာပို့ပြီးတော့မှရှုပ်ထွေးကုန်မယ်လို့ကျွန်တော်ထင်တယ်အဲဆိုလိုချင်တာကနိုင်ငံတကာမှာလည်းရှုပ်ခွင့်နိုင်တယ်ဥပမာဆိုကြပါနော်အဲကျွန်တော်တို့မဟုတ်ဘူးအာဆီယံနိုင်ငံတွေကြားထဲမှာလည်းဒီယူကော့ဘွယ်ရက်လက်ပေါ်မှာအမြင်မတူညီမှုတွေဖြစ်ကောင်းဖြစ်နိုင်တယ် အိန္ဒိယနိုင်ငံတွေထဲမှာလည်းဖြစ်နိုင်တယ်အဲ့တော့နောက်ဆက်တွဲဆိုးကျိုးကဘာလဲဆိုတာကြတော့ဟောဒီမြန်မာပြည်ပေါ်မှာထားတဲ့ဟလာခုနကပြောတဲ့အဲအဲစုံမက်တွေမြန်မာပြည်ပေါ်မှာချက်မှတ်ထားတယ်နော်ဒီစုံဖြတ်ချက်တွေကလည်းပို့ပြီးတော့မှ ခုနပြောသလိုပဲအဲအပြန်ပြီးတော့မှအဲစဉ်းစားကြပြီးတော့မှချိကန်ဒီအစ်စ်တွေနဲ့လည်းဖြစ်လာနိုင်တယ်ဒါနံပါတ်နံပါတ်1နောက်တစ်ခုကတော့ကျွန်တော်တို့ ဒီရက်လက်ကြောင့်ပေါ်လာတဲ့အဆိုးအဆိုးကြပါဒါကစစ်တပ်ကလိုတဲ့အစိုးရဖြစ်တဲ့အတွေ့အဲဒါသူလိုချင်တဲ့ဒါဒီဒီအလုပ်တွေကိုဒီအစိုးရဆိုတဲ့အမိခံပြီးတဲ့ခါကြတော့မှလက်ရဲစရဲပို့ပြီးလုပ်နိုင်တယ်အဲအထူးသဖြင့်ကသူတို့ဆန့်ကျင်တဲ့အင်အားစုတွေအပေါ်မှာဟာအထူးသဖြင့်ဒီဒီဒီအဲလက်ရှိအဲတိုက်ပွဲဝင်နေတဲ့နေရာတွေလက်ရှိကျွန်တော်တို့ဒီ အဲတော်လိုင်းအင်အားစုတွေကထိ ंछ ုတ်ထားတဲ့နယ်မြေတွေကိုပို့ပြီးတော့မှစီးရင်အရာပို့ပြီးတော့ဖိအားပေးနိုင်တယ်။သူကဘာလဲဆိုတဲ့ကကြခုနပြောတဲ့ဒီအာအမေရိကန်အစိုးရကိုခံပြီးတဲ့ကကြမှာစစ်တပ်ကခုနလိုပို့ပြီးလေရဲစေရဲလုပ်တဲ့သဘောရှိတယ်။အဲတော့အားအကြောင်းမို့ဒီဘက်ကလည်းစူးစူးစီးစီးနဲ့ခုခုခုကံပြီးတော့မှစူးစူးစီးစီးနဲ့အလုံးလုံးနိုင်မှ တော်ကာကြလိမ့်မယ်လို့ကျွန်တော်တွက်ပါတယ်။ဆရာတန်ကကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာမားတဲ့ကြားတဲ့အချိန်ပေးတဲ့အတွက်ဟုတ်ကဲ့ပါကျေးဇူးပါညီကျေးဇူးပါညီနော်